ပွန်းစစ်တွေးမှာဘရင်ကိုကဖို့ပထမဆုံးသုံးတာပွန်းတွေပလေယာတယောက်ကပွန်းတစ်ကောင်ကြားလို့ဝမ်းမနေပေမဲ့ပွန်းပွန်းချင်းကြတော့ကြေကွဲတက်ကြတယ်ပွန်းတစ်ကောင်မကြဘူးပွန်းတစ်ကောင်ကထောက်သူတို့ရင်းနှီးမှုလောက်ခိုင်ငဲတာဘယ်နေရာမှာရှိအောင်မလဲပွန်းတစ်ကောင်ကြာပေးလိုက်မှရလာတဲ့အခွင့်အရေးပလေယာတေချာမတွေးတတ်ရင် ပုံးသေးပေးရတာဘယ်တန်လိမ့်မလဲမြင်းတစ်ကောင်တော့အစွမ်းမထက်ပေမဲ့ပုံးတစ်ခွက်ထောက်လို့နောက်ဆုံးလိုက်ရတဲ့စစ်တပ်စစ်တူရဲ့ဂုံးထပ်မှာရှိတယ်ဟုံးတော်ကြီးပဲလာလာရဲတိုက်ကြီးပဲတွေ့တွေ့သူတိုင်းပြည်အတွက်သေပေးဝတ်တာရှေ့ဆုံးကပုံးတွေပါဘုန်းတော်ရဲ့ခြေလမ်းတွေကရှေ့သူနောက်ဆုံးဖို့အတွေးအကြံဘယ်ပုံးထံမှမရှိဘူး ပိုးတကောင်ရဲ့တံပိုးဘယ်စစ်ပွဲမှာမှမညှိုးခဲ့ဘူးအခြေအနေကောင်းရင်တိုက်မကောင်းရင်စုပ်ခန့်နှုတ်နှုတ်ဂျူဟာရေချာပုံးတွေကိုသူတို့ထားခဲ့တယ်ပလေယာနိုင်နိုင်ပလေယာရှုံရှုံအရင်ဆုံးသေပေးရတာပုံးတွေပလေယာနိုင်လို့ပြုံးတော့သေဆုံးပေးရတဲ့ပုံးကပျော်တယ်ပလေယာရှုံးလို့မုန်းတော့ ိုးတွေကထိတ်ဆုံးကပါတယ်ဘယင်ကြီးကအသက်နဲ့ဆိုရင်ပိုးလဲအသက်နဲ့ပါပိုးတကောင်ကိုကာဖို့တေပေးမဲ့မြင်းပိုးတကောင်ကိုကယ်ဖို့တေပေးမဲ့ဘုံကြီးပိုးတကောင်ကိုကွယ်ဖို့တေပေးမဲ့ရဲတိုင်ပိုးမထိခိုက်ဖို့တိုက်ခိုက်မဲ့ဘယင်မပိုးမကြဆုံးဖို့ညံတုံးမဲ့ဘယင်ပေါ်နိုင်ရဲ့ရင်တွင်မှာလိုချင်ကြပါပဲ။ အမြဲရှိသောဆိုတဲ့စိတ်ဓာတ်နဲ့တိုက်ပြည့်အတွက်သေပေးတက်တဲ့ပုံးတွေကဘာတီတဲ့၍အတို့ရှိပါစီအမြဲပေးဆက်တက်တဲ့ပုံးတွေရဲ့တမိုင်းအတိုင်းတိုင်းအပြည့်ပြည့်ကြားကြားနိုင်ပါစီပုံးတော်ရဲ့အရေးပါမှုဘရင်ကြီးအခုသိပါစီပုံးတွေရဲ့ပေးဆက်မှုပြည်သူတွေအခုသိပါစီပုံးတွေသွေးဖြစ်တည်တဲ့တိုင်းပြည် 犯罪后逃跑的。